ားလုံးလည်းမင်္ဂလာပါ CD Insider from Burma ကနေပြန်လဲကြိုးစို့လိုက်ပါတယ်ဒီဗီဒီယိုမှာတော့တောက်ကြစနေနောက်ဆုံးရ Manchester City သတင်းတွေကိုပေါ်ပြပေးတော့မှာဖြစ်ပါတယ်မဆခင် CMB ကို YouTube မှာ Subscribe လုပ်ထားနိုင်ပါတယ်ပထမဆုံးအနေနဲ့ Bayern ကွင်းလယ်အဖြစ်ကစားသမား Pavlovic ကိုစိတ်ဝင်စားနေတဲ့ Man City ဆိုတဲ့သတင်းနဲ့ဆက်လိုက်ပါမယ်လက်ရှိမှာဒန်ယာကနေ Rodri ပြန်ကစားလာနိုင်ပြီမဲ့ ယေရှေဒီကစားသမားရဲ့နေရာကိုအစားထိုးဖို့စီရီဘတ်ကပြင်ဆင်လျက်ရှိပါတယ်။ဒီထဲမှာခရစ်စတယ်ပဲလီက22နှစ်အရွယ်ကွင်းတဲ့ကစားသမားအတန်ဝါထန်လဲပါဝင်တယ်လို့မကြသေးခင်ကမွန်ဒလီကစ်နယူဝါဆာရဲ့ကောလာဟလာရီယာဘိုင်ယန်ကွင်းနဲ့လူဘောက်စ်တူဘောက်ဒီစထရိုင်ယာစတဲ့ရိုးတွေကိုကစားနိုင်တဲ့ပါဗလိုဗစ်ကိုမန်ချက်စတာစီးတီးအသင်းကခေါ်ယူဖို့စိတ်ဝင်စားနေတယ်လို့သိရပါတယ်။အသက်22နှစ်အရွယ်သာရှိသေးတဲ့ဒီဂျာမန်ကွင်းရဲ့ကစားသမားရဲ့ market value ကယူရို55သန်းနဲ့အထက်မှာရှိနေပါတယ် လက်ရှိမှာဘိုင်ယန်အသင်းကြီးအတွက်62ပွဲကစားပေးရသလို2025-26ရာသီမှာလည်းပုံမှန်ပွဲထွက်ခွင့်စတင်ရရှိနေတာကြောင့်ကစားသမားကိုခေါ်ယူဖို့ကတော့ခက်ခဲသွားပဲရှိနေပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ဂျွန်စတုန်း၊ဂျင်းစထရဖို့တို့အင်္ဂလန်အသင်းအတွက်ခေါ်ယူခံရပြီးဖိုဒန်ချန်လက်ခံရပက်ကွာရီယိုလာတယောက်စီတီကိုကင်တွယ်ကလေးကအင်္ဂလန်အသင်းအတွက်အဓိကကစားသမားတွေကိုမန်ချက်စတာစီတီအသင်းကထောက်ပံ့ပေးလျက်ရှိပါတယ်။ ထို့သောဒီတစ်နှစ်နှစ်နှစ်အတွင်းမှာတော့ City ကစားသမားပါဝင်ပတ်သက်မှုအင်္ဂလန်အသင်းမှာယုံနေလာတာပါ FIFA ရဲ့အခြေအနေကတော့နှင်းငယ်ချုပ်ထွေးမှုတွေရှိပါတယ်2024 25မှာတော့ကစားသမားကိုယ်တိုင်ကစိတ်ပိုင်းဆိုင်ရာနားယူလိုတာကြောင့်အင်္ဂလန်လူချင်းကနေကိုယ်တိုင်နှုတ်ထွက်ထားတာဖြစ်ပါတယ်ထို့သောဒီရာသီမှာတော့ပုံမှန်ခြေစမ်းကောင်းနေပြန်လဲပြသနိုင်ပေမဲ့ပထမတစ်ချိန် International Break မှာအင်္ဂလန်အသင်းနဲ့ခေါ်ယူခံရတာအခြေမရှိပါဘူး ဒါလည်းနားလည်လို့ရပါမယ်ဒုတိယအကြိမ်အော်တိုဘာလာအတွက်အင်္ဂလန်သင်းလူချင်းမှာလည်းဖိုဒန်အီးပြတော့မဲ့ဒူချေကထပ်မံခြံလက်ထားခဲ့ပြန်ပါတယ်နှစ်ကြိမ်သက်ခြံလက်ခံလာရတာကတော့ဖိုဒန်ရဲ့2026ကမ္ဘာဖလားဝင်ရောက်ရှင်ပြိုင်ခွင့်အတွက်တောင်စိုးရိမ်လာတဲ့အခြေအနေလို့မြင်မိပါတယ်သို့တော်နီးပြဒူချေရှင်းပြတာမှာတော့နောက်ဆုံး international break ပြီးတာမှာ၃ဘတ်၄ဘတ်လောက်ပဲရှိပါသေးတယ်စားပြီးအောင်လည်းလက်ရှိအစုပွဲအားနိုင်ရထားပြီးတော့ပုံစံကောင်းပြနေတာကြောင့်ယင်းလူစီရင်ကိုပဲပြန်လဲခေါ်ယူလိုက်တာလို့ဆိုပါတယ် နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ Manchester City အသင်းကိုအဲ့ခံမကစားခင် Brentford နီးပြား Andrews တရား Guardiola ကိုအထူးချီးကျူးလက်ရှိမှာပုံစံကောင်းတွေပြသနေတဲ့ Man City အသင်းက Brentford ရဲ့ G-Tech Community Stadium မှာလည်းရလဒ်ကောင်းရဖို့ကြိုးစားလာမှာပါ Brentford ကလည်းကြံခဲ့တဲ့အပတ်က United ကို3-1နဲ့အနိုင်ရရှိထားပြီးစိတ်သက်သက်ကြွနေပါတယ်နီးပြား Andrews ကတော့ City နဲ့ပွဲမတိုင်ခင် Pep Guardiola ကိုအခုလိုထုတ်ပေါ်ချီးကျူးသွားပါတယ် ဂွာရီယိုလာလိုဒီထင်ဆန်းသင့်မှုတွေလုပ်နိုင်တဲ့ဤပြမျိုးအားမကျအတုမယူတဲ့လူတော့တိတ်အများကြီးရှိမယ်လို့မထင်ပါဘူး။မော်ဒန်ဘောလုံးလောကမှာကျန်ခဲ့တဲ့15နှစ်အတွင်းပက်ဂွာရီလာကအကောင်းဆုံးဤပြလို့ကျွန်တော်ထင်ပါတယ်။သူ့အသင်းကိုစီမံပုံတွေပက်ရဲ့ဘောလုံးကစားဟန်တွေဘောလုံးကိုရှုမြင်ပုံတွေကကမ္ဘာလုံးကကလပ်အသင်းတွေနိုင်ငံအသင်းတွေကိုလမ်းမိုးနိုင်ခဲ့တာပါ။ကျွန်တော်အနေနဲ့ကတော့ဘသူနဲ့ရင်ဆိုင်ရမယ်ဆိုတာကိုနားလည်ထားပြီးကျွန်တော်နဲ့ဂွာရီယိုလာကတော့ပြိုင်ဘက်ဖြစ်ရလို့တော့မမြင်ထားပါဘူးလို့သူ့အမြင်ကိုထုတ်ပေါ်ပြောဆိုသွားပါတယ်။ နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့သူ့အတွက်ခက်ခဲတဲ့ကာလမှာအထူးရှိပေးခဲ့တဲ့အတွက်စီတီပရိသတ်တွေကိုရိုဒရီကထုတ်ပေါ်ချီးကျူးသွားပါတယ်။ဘက်ကွာရီယိုလာရဲ့သင်ကြားပြသမှုရိုဒရီနဲ့မန်ချက်စတာစီတီရဲ့နှစ်များကြာမှာဒီစပိန်ကစားသမားကကမ္ဘာအကောင်းဆုံးကွင်းလည်ပြည့်ဆိုတဲ့အဆင့်အထိကိုတက်လန်းလာနိုင်ခဲ့ပါတယ်။မနေ့ကတော့တစ်နှစ်လုံး AC ရဲ့တန်ရာကြောင့်အနားယူခဲ့ရပြီးကစားသမားဘဝရဲ့အခက်ခဲဆုံးကာလတွေကိုရင်ဆိုင်ခဲ့ရတာပါ။ရာဒီအသစ်မှာတော့29နှစ်ရွယ်ကစားသမားကစီးတီးအတွက်ပွဲတွေခက်ဆိတ်ဆိတ်ကစားပေးနေပြီးပုံမှန်ခြေစွမ်းစီတဖြည်းဖြည်းတက်လန်းလာနေပါတယ် Man City official channel နဲ့ interview မှာ Rodri ကကျွန်တော်ဒန်ယာကနေတက်တာလို့အသင်းကိုပထမဆုံးပြန်ပူးပေါင်းနိုင်တဲ့နေ့ကိုမှတ်မိနေပါသေးတယ်။ပြည်သူတွေရဲ့တောင်းတပြပြကြိုးဆိုမှုသူတို့ကကျွန်တော်ကိုဒန်ယာကနေပြန်လာစေခြင်းလို့ကျွန်တော်ကလည်းပြန်လာဖို့မဆောင်နိုင်ဘူးနဲ့ပြည်သူတွေထားရှိရဲ့မြစ်တာကိုခံစားခဲ့ရပါတယ်။ကျွန်တော်ပါဝင်ကျွန်တော်ချစ်သူမိသားစုအားလုံးကဂုဏ်ယူရတဲ့အခိုက်အတန့်ပါပဲ။အသင်းတစ်သင်းအောင်မြင်ဖို့ဆိုတာအားလုံးပါဝင်ရပါတယ်။ပြည်သူကစားသမားအားလုံးပါပဲ။ အသင်းခတ်ခဲ့တဲ့အချိန်မှာရောကစားသမားတယောက်အနေနဲ့ကျွန်တော်ခတ်ခဲ့တဲ့အချိန်မှာပါပြစ်တက်တွေကရှိနေခဲ့တာပါဒါကကျွန်တော်တို့အများကြီးအတိတ်ပဲရှိပါတယ်လို့အခွင့်အရပြောဆိုသွားပါတယ်နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့မွန်တော်ကိုလူငယ်အသင်းနဲ့ UFA Youth Camp မှာအထူးခြေစွမ်းပြခဲ့တဲ့ CD လူငယ်ကစားသမား၂ယောက်ကိုပေါ်ပြပေးခြင်းပါတယ် Manchester City Academy အသင်းကဘူရဦးနေ့မှာမွန်တော်ကိုလူငယ်အသင်းကို5-3နဲ့အနိုင်ရရှိခဲ့တာပါ PSG ကလည်းအကြံကြတဲ့ຫນွေမှာပြောင်းရွှေ့လာတယ် မာမာဒူဇန်ကာရေးကတော့အတင်းအတွက် hatrick သွင်းယူပြီးထူးခြေစွမ်းပြသနိုင်ခဲ့ပါတယ်။မနေ့ကလေးကဒီပြိုင်ပွဲမှာဆစ်ဆင်းနေရွယ်ကစားသမားလေးကခြေစွာနေတာဖြစ်ပြီး Atletico Madrid ဘိုင်းယန်မြူးနစ်လူငယ်အတင်းတွေဘက်ကလည်း hatrick တွေသွင်းယူခဲ့မှုပါတယ်။ပြီးရောက်ကတော့16နှစ်အရွယ်ညာတောင်ပံကစားသမား Raren McEdu ကပြည့်ရဖြစ်တဲ့ဘောကနေပဲပြိုင်ပွဲနောက်တန်းကအုံကိုသွင်းမိသွားတယ်လို့တဝူးချင်းကြော်ဖြတ်မှုတွေမှာအထူးထူးကျွန်သူလည်းဖြစ်ပါတယ်။ တွေ့ပေအားကောင်းသလိုလင်မြန်ပြီးပွဲကိုဖတ်နိုင်ကြွလည်းရှိကြကြောင်းမကြခင်မှာပဲအသေးကြီးမှမြင်တွေ့သွားရမလားဆိုတာစီစဉ်နေဆက်လက်ရင်ကုန်သွားဖို့ရှိပါတယ်။ဒါကတော့နောက်ဆုံးရမန်ချက်စတာစီးတီးသတင်းတွေကိုပေါ်ပြခဲ့ရဖြစ်ပါတယ်။ကျွန်တော်တို့နောက်ဗီဒီယိုတွေမှာလည်းပြန်တွေ့ကြပါမယ်။အားပေးတဲ့အတွက်ကျေးဇူးပါ။